ဒီလိုချက်တွေကြောင့်အစွမ်းထက်ဆုံးပရိဒမေတော်ကြီးအဖြစ်တင်စားခံရသူခိုင်နေဝေပရိဒမြလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲချူဇော်လိုက်ပါတယ်။နိုင်ငံကျော်ထိတ်တန်းမင်းသမီးကြီးခိုင်နေဝေကတော့လက်ရှိမှာမင်းသမီးကြီးလို့လည်းခေါ်ဝေါ်မခံရတော့ဘဲပရိဒမေတော်ကြီးဖြစ်တင်စားခံရပြီဖြစ်ပါတယ်။ သူမရဲ့လောရက်တွေနဲ့အပြုတ်မှုတွေကြောင့်မြန်မာနိုင်ငံမှာနှစ်ယောက်မရှိနိုင်တော့တဲ့အစွမ်းထက်ဆုံးပရိဒါမေတော်ကြီးဖြစ်တင်စားခေါ်ဝေါ်ခံနေရတာပါ။ခိုင်နေဝေဟာဆိုရင်အရင်တုန်းကတော့ကလေးငယ်များရဲ့မိခင်ပရိဒါမင်းသမီးကြီးတလက်ဖြစ်ပြည်သူအများရဲ့လေးစားအားကျမှုတွေကိုရရှိနေခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်။နိုင်ငံတကာကအသိမှတ်ပြုခံရတဲ့အထိထူးချွန်ထမ်းမြတ်မှုတွေနဲ့စိတ်တော်ရာပြေဝမှုတွေကိုခြားပြနိုင်ခဲ့တဲ့ဂုဏ်ယူစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါ။ဒါပေမဲ့သူမကနောက်ပိုင်းမှာတော့လောရက်တွေအပြုတ်မှုတွေကမှောင်ယွင်းလာပြီးအခုလိုအချက်တွေကြောင့်နှစ်ယောက် ရှိနိုင်တဲ့ပရိုက်တာမေတော်ကြီးဖြစ်တင်စားခံရတာဖြစ်ပါတယ်။ခန်းနေဝရဆိုရင်တော့အရင်ကလူတန်းမှုတွေကိုတေချောစွာပြုလုပ်တတ်သူဖြစ်ပြီးဘယ်နေရာမှာဘလောက်လူတန်းလိုက်တယ်ဆိုတဲ့စရင်တွေကိုလည်းအတိအကျပြောပြတတ်သူပဲဖြစ်ပါတယ်။သူမရဲ့တိကျမှန်ကန်မှုတွေနဲ့စိတ်တော်ရာဖြူစင်စွာလူတန်းကုသိုလ်ယူမှုတွေကြောင့်ပရိသတ်များပြားကလေးစားနေရပြီးတော့နောက်ဆုံးမှာတော့သူမကိုအောက်ကူပြီးတော့လူတန်းမှုတွေပြုလုပ်ကြတော့တာဖြစ်ပါတယ်။ အလူငွေတပြားနှပြားလည်းမဟုတ်ပဲတိမ်ပေါင်းတောင်းချီတန်ဖိုးရှိတဲ့အလူငွေတွေအလူပစ္စည်းတွေအများပြားကိုပရိုက်တာမင်းသမီးလိုတင်စားရတဲ့ခိုင်နေဝေစီမှာလာရောက်လူတန်းခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာသူမရဲ့လူတန်းမှုတွေဆိုတာကအပေါ်ယဟန်ပြတာဖြစ်ပြီးတော့အလူငွေတွေကိုကိုကြိုးတက်သုံးနေရဆိုတဲ့ဝေဖန်မှုတွေပေါ်ထွက်လာခဲ့ပါတယ်။ တပ်သေးတွေကလည်းခိုင်လုံနေရဖြစ်ပြီးတော့အရင်ကယုံကြည်ခဲ့ရသမျှတွေကအင်မတန်ကိုစိတ်ပြတ်စရာကောင်းတဲ့အပြုတ်မှုတွေလုံရက်တွေဖြစ်ကြောင်းသိရှိသွားခဲ့ကြပါတယ်။ခိုင်နေဝေးရာဆိုရင်လက်ရှိမှာငလင်ဘေးတင်ပြည်သူတွေအတွက်လူတန်းနေပေမဲ့အမှန်တကယ်လိုအပ်နေသူတွေရရှိအောင်မလုံဆောင်နိုင်ခဲ့ပါဘူး။ဒီမှာလူတန်းကျင်နေသူတွေကတော့တွားရောက်လူနေရဖြစ်ပြီးတော့ပြည်သူတွေယုံကြည်အားကိုးလို့ပေးအပ်ထားကြတဲ့အလူငွေတွေကိုအကုန်လုံးဖြုံးပစ်နေတယ်လို့ဖြစ်နေခဲ့တယ်လို့ဆိုကြပါတယ်။အမှန်တကယ်အခက်အခဲဒုက္ခရောက်နေတဲ့နေရာတွေကိုတော့လုံးဝတွားရောက်သေးဆောင်ခွင့်မရှိခဲ့ပါဘူး။ ဒါတင်မက်ကရက်ွက်အုပ်ချုပ်ရေးမှုတွေကနေတဆင့်အလွန်ငွေသိန်းပေါင်း၄၀၀၀ကိုလူတန်းခဲ့ပြီးတော့ ပြည်သူတွေလက်ထဲကိုတော့သိန်း100 200လောက်ပဲရောက်ရှိရဆိုတဲ့ဝေဖန်မှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒါရီကိုခိုင်နေဝေကပြည်သူတွေရဲ့အရသိခါကိုထဲမတွက်တော့ပဲတယောက်ချင်းစီအလူငွေရရှိပါတယ်ဆိုတဲ့အကြောင်းပြောကြားတဲ့ live ကိုလွှင့်ပေးခဲ့တာဖြစ်ပါတယ်။ဒီမှာကတော့အမှန်တကယ်လူတန်းနေရာဖြစ်တဲ့အတွက်ဝေဖန်နေစရာမလိုကြောင်းပေါ်တင်ပြန်လည်ဖြေရှင်းခဲ့ရပါ။ဒါပေမဲ့ထပ်မံပေါ်ထွက်လာခဲ့တဲ့အချက်တွေအရမြန်မာငွေကျပ်သိန်းပေါင်း600မကတန်ဖိုးရှိတဲ့နိုင်တွေကိုအယူမှုစုဆောင်တတ်တဲ့သူလိုမျိုးစုဆောင်ပြီးတော့ဝစ်စင်ထားတာကိုတွေ့ရပါတယ်။ လက်ကန်အိတ်တွေဆိုရင်သိန်းပေါင်းရောင်းချနေပြီးတကယ် brand အပ်ပစ္စည်းတွေကိုသူမရဲ့ကိုယ်ပိုင်ဝင်ငွေအများပြားမရှိပဲအလုံငွေတွေစီကနေဘတ်ပြီးတော့သုံးနေရဆိုတော့တတ်တဲ့တွေနဲ့တကပေါ်ထွက်ပြောဆိုနေကြတာဖြစ်ပါတယ် ခန္နဝင်ရဲ့အခုလိုအပြုမှုတွေနဲ့လုံရက်တွေကပရိသတ်တွေရဲ့ယုံကြည်မှုတွေကိုကင်းမဲ့သွားစေပြီးတော့ပရိုက်တာမင်းသမီးမဟုတ်ပဲဟန်ဆောင်ထားတဲ့မေတော်တယောက်သာဖြစ်ကြောင်းအခုလိုတင်စားခေါ်နေခဲ့ကြတာပါအရင်နှစ်ကတော့နေရောင်မရှိနိုင်တဲ့လေးစားရသူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒီတယောက်တည်းနဲ့တင်ကိုပြိသက်တွေရဲ့ယုံကြည်မှုတွေနဲ့အလူငွေတွေအများကြီးလဲပျောက်ဆုံးသွားခဲ့ပြီလို့ဆိုကြပါတယ်။ပြိသက်ကြီးတို့ရောဒီကိစ္စတွေပေါ်မှာဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။